်မင်္ဂလာပါရှင်ကျွန်မကတော့ချူချူဆမ်းပါ DBB ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါရမယ်စစ်ကောင်စီက AR တိုင်းမှာမဲစင်းကောက်ရတဲ့နေရာမှာအကူအညီဖို့အတွက်စစ်ကောင်စီလက်အောက်ခံပညာရေးဝန်ထမ်းတွေကိုစတင်စီရင်ကောက်ယူနေတယ်လို့ဝန်ထမ်းတွေကပြောပါတယ်ရွက်ကောက်ပွဲကျင်းပဖို့မဲစင်းကောက်ယူရေးလုပ်ငန်းမှာပါဝင်လုံးဆောင်ဖို့အတွက်ဆိုကား စာသင်ကျောင်းတစ်ကျောင်းနှစ်ယောက်နှုန်းနဲ့ဂျွန်လ၂ရက်ကစတင်စီရင်ကောက်ယူနေတာလို့ဆိုပါတယ်။လာမယ့်၂026ခုနှစ်အစမှာရွေးကောက်ပွဲလုပ်တော့မှာဖြစ်တဲ့အတွက်တတိုင်းလုံးမှာထွေအုပ်ကစီရဲတွေနဲ့အုပ်ကြီးတွေကစီရင်ကောက်ယူပေးရတာလို့ပသိမ်ကပညာရေးဝန်ထမ်းတယောက်ကပြောပါတယ်။ စစ်ကောင်စီကရွေးကောက်ပွဲမဲဆင်းကောက်ယူဖို့အတွက်အထက်တန်းပြအလဲတန်းပြနဲ့မူလတန်းပြပညာရေးဝန်ထမ်းတွေကိုစီရင်ယူရမှာစစ်တပ်ထောက်ခံသူနဲ့ချက်ခိုင်ရေးပါတီဝင်ပညာရေးဝန်ထမ်းတွေကသာအထက်ကထားစီရင်ကောက်နေတယ်လို့ပညာရေးဝန်ထမ်းတွေကတဆင့်သိရပါတယ်ရှင်။စကိုင်းတိုင်းနာဂဒေတာမှာမေလ24ရက်ကစတင်ပြီးမေလ31ရက်အထိမိုးသက်ထန်စွာရွာသွန်းခဲ့တာကြောင့်လက်ရှိမြို့ပေါ်ကနေအနယ်လန်းတွေပြည့်စည်ခဲ့ရပါတယ်။ နေအိတ်လေးလုံး AMI ကျေးရွာကနေအိတ်တလုံးပြိုကျခဲ့ကလမ်းတွေအပြင်နောက်ထပ်နေအိတ်ဆယ်လုံးထပ်မင်းပျက်စီးခဲ့တယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။မိုးကရှေ့ရဇတိုက်သဲထန်စွာရွာသွန်းတာကြောင့်အိတ်အောက်ခြေကိုရေတိုက်စားပြီးနေအိတ်ပျက်စီးမှုရှိခဲ့ကမြေပြိုတာကြောင့်အဓိကလမ်း၃လမ်းနဲ့လမ်းတွေပျက်စီးခဲ့ရတယ်လို့ပြောပါတယ်။အဲ့ဒီဒေတာမှာဆယ်စုနှစ်မှာတကြိမ်အခုလိုဖြစ်တတ်ပေမဲ့ဒီတစ်ခါကတော့အကြီးမားဆုံးပြည်စီတာလို့ဒေတာကန်တယောက်ကပြောပါတယ်။ မိုးရွာတာကြောင့်နေအိမ်တွေပြိုကျတာနဲ့လမ်းပေါ်ကိုမြေပြိုပြီးသွာလာရေးခက်ခဲနေကလမ်းပြုပြင်ဖို့အတွက်လည်းဆက်အကူအညီတွေလိုအပ်နေပါတယ်ရှင်။ဗမာတိုက်ပွဲ6လကြာထိမြို့ကိုအလုံးစုံသိမ်းပိုက်နိုင်ဖို့ပူးပေါင်းတပ်တွေဘက်ကစ조사နေရဆဲဖြစ်ပါတယ်။လက်တလောတိုက်ပွဲညှိနေပေမဲ့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ဒရုန်းတိုက်ခိုက်မှုတွေဆက်ရှိနေတယ်လို့ KIO သတင်းပြန်ကြားရေးဘက်ကပြောပါတယ်။ထပ်အောင်သတင်းပေးပို့ထားပါရရှင်။ ပြီးခဲ့တဲ့ဒီဇင်ဘာလ၄ရက်နေ့ကစတင်ပြီး KAI နဲ့ပူပေါင်းတပ်တွေထိုးစစ်ဆင်နေတဲ့ပုံမှန်တိုက်ပွဲဟာအခုဆိုရင်တော့6လပြည့်ပြီဖြစ်ပါတယ်။လက်ရှိမှာတော့ပုံမှန်မြို့နယ်ရဲ့နေရာများစုကို KAI နဲ့ပူပေါင်းတပ်တွေကတိမ့်ပိုက်ထားနိုင်ပေမဲ့ရေးကြီးတဲ့စကားက21အပါဝင်တပ်စခန်း5ခုဝန်းကျင်လောက်ကျန်နေသေးတာပါ။ဒီအပိုင်းတွင်မြေပြင်ထိတွေ့တိုက်ပွဲတွေညှိတက်နေပေမဲ့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ drone တိုက်ခိုက်မှုတွေကတော့နေတိုင်းရှိနေတယ်လို့ KAI ဝန်ထမ်းပညာရေးတာဝန်ခံပုံမကြီးနော်ဘူးကပြောပါတယ်။ အပေါ်မှာပြောရတဲ့ဒရင်းသူရင်းရှိပါတော့ဒါတို့တို့အဲလေကြောင်းကလည်းဘုံချဲတာလေအဲဒုံနဲ့ဘုံချဲတာတွေတော့ရှိပါတယ်ဒါလိုမြင်တတ်ရှိပါလားပမော်မျိုးသိမ့်တဲ့ပွဲရှိကြရတဲ့အကြောင်းရင်းတွေကတော့အများကြီးရှိနေတာပါပမော်မျိုးဟာခရိုင်မျိုးကြီးဖြစ်တယ်လို့စကားက27ရုံးဆိုင်ရာမျိုးလည်းဖြစ်တာကြောင့် KIA သိမ့်ပိုက်ထားတဲ့တခြားမျိုးတွေထက်စစ်ကောင်စီရဲ့ခန်းစစ်အင်အားကပိုကောင်းတယ်လို့တရင်စကန်တွေကာကင်းစကန်တွေကလည်းအများပြားရှိနေတာပါ ဒီချက်ကလည်းတိုက်ပွဲရှိကြားတွေကအကြောင်းရင်းတစ်ခုလို့ KNO သတင်းပညာရေးတာဝန်ခံဘုံမကြီးနော်ဘုကပြောဆိုထားပါတယ်။ဒါ့အပြင်ဖားကန်ဘတ်ကိုတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကလည်းလှုပ်ရှားမှုမရှိတာကြောင့်တိုက်ပွဲကရပ်တန့်နေတယ်လို့ဆိုပါတယ်။ဖားကန်ဘတ်ကတက်လာတဲ့စစ်ကြောင်းတွေလည်းဟိုတက်မှသခန်းထဲမှာပေါ့နော်ဝင်နေတာအဲပြန်မှထွက်မှလှုပ်ရှားတာမတွေ့ရပါဘူး။ โอเคอ่ะเนาะ KI เนี่ยปูปองตัดတွေနေเนี่ยရှမ်းပြည်နယ်မြောက်ပိုင်းကမပိမျိုးကချင်ပြည်နယ်တွင်းကစွန်ဘရာဘွန်အင်ဂျန်ရစရုံရှိပွေဆော့လောပန်ဝါတော်ဖုံးရန်စင်ပုံမျိုးလာမန်စီ ကမ်ပိုက်ဒီမိုးမောင်းနဲ့လွယ်ချက်မျိုးတို့ကိုတိမ့်ပိုက်ထမ်းနိုင်တာဖြစ်ပြီးစုစုပေါင်း၁၄မျိုးအထိရှိပါပြီနောက်ဆုံးထိုးစစ်ဆင်နေတဲ့ဗမော်မျိုးတိုက်ပွဲကတော့ KI ရဲ့မျိုးသိန်းတိုက်ပွဲတွေအတွင်းချိန်ကြာမြင့်ဆုံးဖြစ်ပြီးလက်ရှိအချိန်ထိလည်းတိုက်နေရဆဲဖြစ်ပါတယ်ကျွန်တော်ထားအောင်ပါ စစ်ကောင်စီလက်အောက်ခံစားသုံးစီတင်သွင်းတို့လောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက2025ခုနှစ်ဇွန်လ2ရက်ကနေရှင်းရနေ့ထိအတွက်စားသုံးစီရန်ကုန်အထိုင်စေးအခြေခံလက်ကားရည်ညွှန်းစေးတပိတ်သားကိုကျပ်6330သတ်မှတ်ကြေညာခဲ့ပါတယ်။အဲ့ဒီဇင်းနှုံးကရခင်သတင်းပတ်ဇင်းနှုံး6525ကျပ်ထက်215ကျပ်ခန့်ထပ်မံကျဆင်းလာတာဖြစ်ပါတယ်။ ကော်မတီရဲ့အဆောင်စီညွန်စေဟာခု2025ခုနှစ်ဇန်နဝါရီလကစလို့စက်တိုက်ကြဆင်လာပြီးငလာအတွင်းကြဆင်မှုက960ကျပ်ထိရှိခဲ့ပါတယ်။အခုလိုဇင်းနှုန်းကြဆင်လာရတဲ့အကြောင်းရင်းကအထက်ကဝယ်ယူတည်သွင်းနေတဲ့နိုင်ငံတွေရဲ့အဆောင်စီစေစက်တိုက်ကြဆင်လာမှုကြောင့်ဖြစ်တယ်လို့ကော်မတီရဲ့ပြောကြားချက်အရသိရပါတယ်။စစ်ကောင်စီဟာဝယ်ယူခွင့်အစအုံနဲ့ရက်ွက်ကြေးရအလိုက်အင်နာစုစင်းရှိသူတွေကိုသာတတ်မှတ်စေနဲ့ရောက်ချပေးနေတာပါရှင်။ ရိုမေးနီးယားနိုင်ငံမှာပြင်းထန်တဲ့ရေကြီးမှုတွေကြောင့်ဥရောပတိုက်ရဲ့အကြီးဆုံးစားတိုက်တွေတဲကတစ်ခုဖြစ်တဲ့ Bridge စားမိုင်းပျောက်ပြဲရတော့မဲ့အန်ဒီယန်နဲ့ကြုံတွေ့နေရပါတယ်။ဟာဂီတာခရိုင်ရှိအဲ့ဒီစားမိုင်းမှာနှစ်စဉ်ကဘာလှည့်ခီးသွားသံဝဲလောက်ကိုဆွဲဆောင်နိုင်တဲ့စားကြောက်ကိုထင်ထုထားတဲ့ဖျားရှိခိုးကြောင်းနဲ့ကဘာပထမဆုံးစွန့်စားခန်းကစားခွင့်အပါဝင်ထူးထူးခြားခြားစားနဲ့အလှဆေဖန်တီးထားတဲ့ပြကန်တွေလည်းရှိတဲ့နေရာဖြစ်ပါတယ်။ နှစ်ပေါင်း30အတွင်းရိုမေးနီးယားနိုင်ငံမှာဖြစ်ပွားနေတဲ့အဆွေအဆုံရည်ကြီးမှုကြောင့်စားမိုင်းအနီးအနားရှိချောင်းတွေမြင့်တက်လာပြီးစားမိုင်းတွေရဲ့တစ်စိတ်တစ်ပိုင်းကိုရေရှင်လာလို့ Brit စားမိုင်းကိုလည်းပိတ်ထားရပါတယ်။ဂျွန်လ3ရက်အင်ကာနေမှာတော့အာနာပိုင်တွေဟာစားမိုင်းတွေရေရှင်မှုထပ်မဖြစ်အောင်ချောင်းကိုရေလန်းချောင်းပြောင်းပေးခဲ့ပါတယ်။ အခုလက်ရှိရည်ကြီးမှုကြောင့်ဆယ်စုနှစ်များစွာစားတွေတဝိုင်းမှာဘို့ပြုတ်ပြီးခီးသွွားလုပ်ငန်းကိုမိခိုအားထားနေရတဲ့ပရစ်မြို့မှဒေသခံတွေရဲ့အသက်မွေးဝမ်းကြောင်းနဲ့ခီးသွွားလုပ်ငန်းကိုထိခိုက်ပျက်စီးနိုင်ခြေရှိနေပါတယ်ရှင်။ တရုတ်နိုင်ငံအနောက်တောင်ပိုင်းယူနန်ပြည်နယ်မှာရက်အတော်ကြာမိုးသက်ထန်စွာရွာသွန်းခဲ့ပြီးတဲ့နောက်အနာပိုင်တွေဟာကယ်ဆယ်ရေးနဲ့သဘာဝဘေးသက်သာရေးအထောက်အကူပြုလုပ်ငန်းတွေကိုလှုပ်ဆောင်ခဲ့ကြတယ်လို့နိုင်ငံပိုင်ရုပ်သံ CCTV ကတနင်္လာနေ့မှာစီရင်ခံပါတယ်မြေပြုံမှုကြောင့်လမ်းပိုက်တချို့ပိတ်ဆို့သွားပြီးနောက်အဝေးပြေးလမ်းတချို့မှာလည်းယင်ကြောတွေပြတ်တောက်ခဲ့ပါတယ်။ ကွက်ရှိကျောင်းကိုပိုင်အုပ်ချုပ်ခွင့်ရဒေသရှိကွေလေးမြို့မှလမ်းပေါ်ရှိကျောက်တုံးတွေနဲ့အမှိုက်ပိတ်ဆို့မှုတွေကိုရှင်းလင်းဖယ်ရှားဖို့အတွက် ကစရေးအဖွဲ့တွေနဲ့ဆက်ရံတရားကြီးတွေကိုဖြန့်ကျက်ချထားခဲ့ကြောင်း CCTV ကအစင်ခံပါတယ် တရုတ်နိုင်ငံယူနယ်ပြည်နယ်မှာလာမယ့်ရက်အနည်းငယ်အတွင်းမိုးသက်ထန်စွာရွာသွန်းနိုင်တယ်လို့တရုတ်အမျိုးသားမိုးလေဝသဌာနကခန့်မှန်းထားပြီးအရှေ့မြောက်ဒေသမှာလည်းမကြာခဏပြင်းထန်တဲ့မိုးကြိုးမုန်တိုင်းတွေကြားရောက်နိုင်တယ်လို့နိုင်ငံပိုင်မီဒီယာကအစီရင်ခံထားပါတယ်ရှင်။ ယူကနာနိုင်ငံမြို့တော်ကမ်ပလာမှာရိုမန်ကက်သလစ်ဖခင်ကျောင်းတစ်ခုအနီးမှာဇွန်လ3ရက်မနေ့ပိုင်းကတန်တရားရှိစရာဘုံပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရမှာလူနှစ်ဦးသေဆုံးခဲ့တယ်လို့ဒေသဆိုင်ရာမီဒီယာတွေမှာဖော်ပြခဲ့ပါတယ်အများပြည်သူအားလိုက်ရဖြစ်လို့လူစုလူဝေးဖြစ်နေချိန်မှာလက်နက်ကင်နှစ်ယောက်တပ်ဖြတ်ခံလိုက်ရတယ်လို့လဲစစ်တပ်ကပြောပါတယ် 19ရာစုခေတ်ကယုံကြည်ချက်ကြောင့်အသက်ခံခဲ့ရတဲ့ခရိယန်တွေကိုဂုဏ်ပြုတော်အဖြစ်အထိမ်းအမှတ်ကျင်းပပေးတဲ့အာဇာနည်နေ့ကိုဆင်နွှဲဖို့ယူကနာနိုင်ငံသားတွေစုဝေးနေကြချိန်ပောက်ကွဲခဲ့တာပါပကွယ်မှုဖြစ်ပွားပြီးနောက်ဗိမာန်အနီတဝိုင်းမှာအများပြည်သူဝင်ရောက်ခွင့်ကိုကန့်သတ်ထားကြောင်း NTV Uganda မှပြောကြားခဲ့ပါတယ်ရှင်။ ဒီပီပီရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းလေးကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချိုချိုဆန်းပါရှင်